Hello hello အားလုံးမင်္ဂလာပါဒေါက်တာထက်ပါအာဒီနေ့ရုံးမှာ interview တွေအများကြီးလုပ်ဖြစ်တယ်ဗျာကျွန်တော်ရုံးက vacancy ဖြည့်ဖို့ interview တွေတော့အဲ့ interview လာဖြည့်ရဲ့လူတွေပုံမှာတွေ့ရတဲ့ထူးခြားတဲ့အချက်လေးတစ်ချက်ပေါ့နော်သတိထားမယ့်အချက်လေးတစ်ချက်လည်းဒီနေ့ပြောပြချင်ပါတယ်အဲ့တော့ interview လာဖြည့်ရဲ့လူတော်တော်များများကတော်တော်အဆင်ပြေကြပါတယ်ကောင်းကြတယ်အာကျွန်တော်မေးတဲ့မေးခွန်းလေးတွေသူတို့ကောင်းကောင်းဖြေနိုင်တယ်အဲ့မဲ့ကျွန်တော်သဘောမကျတာပေါ့နော်အဲကျွန်တော်အလုပ်ခန်းမဲ့ manager တယောက်နေနဲ့ ကျွန်တော်တို့ကိုစိတ်တိုင်းမကြရတဲ့အချက်လူချက်ရှိပါတယ်။ဒါလည်းလူတိုင်းကြုံရမယ့်အချက်လူလည်းကျွန်တော်ထင်တယ်ပေါ့နော်။အဲ့ဒီအချက်ကဘာလဲလို့မေးလို့ရှိရင်ကျွန်တော်ကဥမာမေးရဲမေးခွန်းတစ်ခုရှိရဲမေးလေးရှိရဲမေးခွန်းတစ်ခုရှိရဲ။မြားရဲ့အရင်အလုံးမှာအမွေညီလေးရဲ့အရင်အလုံးမှာညီမလေးရဲ့အရင်အလုံးမှာပြဿနာတစ်ခုခုကြုံလာပြီဆိုလို့ရှိရင်ဘယ်လိုဖြေရှင်းသလဲ။ဘယ်လိုအခက်အခဲကြုံခဲ့မှုသလဲ။ဒါမျိုးဆိုရင်ဟိုဖြေတဲ့ပြန်ဖြေတဲ့ဖြေရအောင် ဟိုရေရရာမရှိဘူးပေါ့နော်ဥတီချက်မရှိဘဲနဲ့ဖြစ်နေတာမျိုးတွေတွေ့ရတယ်ပေါ့ဆိုတော့ဒီလိုမေးခွန်းမျိုးကိုဟိုအင်တာဗျူးထဲမှာလည်းမေးခံရဘူးမဲ့လို့ထင်ပါတယ်အဲ့တော့အဲ့လိုမေးခွန်းမျိုးဘလို့ဖြေမလဲပေါ့ဘလို့ဖြေလေးရှိကြလဲပေါ့ comment မှာလည်းမှတ်ပေးခဲ့ပါဦးအဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့တွေ့ကြုံရတော့အဲ့လိုမေးခွန်းမျိုးဖြေတဲ့အခါမှာ PAR technique ကိုသုံးသင့်တယ်လို့ထင်ပါတယ် PAR ဆိုတာပါလေ problem အော်ပြဿနာတစ်ခုကဘာကြောင့်ဖြစ်ရလဲဘယ်လိုကြောင့်ဖြစ်ရလဲလောကမှာရှိတဲ့ပြဿနာတစ်ခုခုကိုပြောမယ်ပေါ့နော်ဥပမာအာဆိုင်နေကကျွန်တော်ရဲ့ဟို product ကိုတိတ်ပြီးတော့မဝယ်ကြဝယ်လိုအားကျနေဆိုတော့ sales problem ရှိတယ်အဲ့လိုပြောတဲ့အခါမှာလဲအဲကျွန်တော်တို့ product ကိုဆိုင်နေတိတ်မဝယ်ကြရဲ့အခြေအနေမျိုးရှိရဆိုပြောရတဲ့အတိုင်းကျွန်တော်ရဲ့ရောင်းကကျွန်တော် retail ဆိုင်နေမှာဆိုရင်ကျွန်တော်မြောက်ခင်ကဆိုရင်25%လောက်ကျတော့ကျနေတာကိုတွေ့ရတယ်ဒါမျိုးကို visualize ပြအောင် ခဏနဲ့ပြတော့ပူကောင်းပါလေ။အော် problem ရှိပြီဆိုရင်ကျွန်တော်အဲ့မှာကိုကဘာ action လုပ်လိုက်တလဲပေါ့။အဲ့တော့ကိုလုပ်လိုက်တဲ့ action ကဘာဖြစ်သွားတလဲ။ဥပမာအယောင်ကျနေတယ်အယောင်ကျနေတာမျိုးဆိုရင်ကျွန်တော်ရောက်တဲ့အခါမှာကျွန်တော် call visit တွေကိုတင်တယ်အ sanction နဲ့တွဲ relationship တည်ဆောက်တယ်။ဒါမျိုးလုပ်ရတဲ့အခါမှာအဲကျွန်တော်လုပ်လိုက်တယ်ပေါ့နော်။ဒါ action ပေါ့။အဲ့တော့ AR action ဖြစ်ပါလေ။ အဲ့ဒါပြီးတော့မှ R က result ပေါ့အဲ့လိုလုပ်တဲ့တိုင်မလို့ဘာ hay result ရလာလဲအဲ့လိုလုပ်တဲ့ခါမှာကျွန်တော်တို့ short fall ဖြစ်နေတဲ့25% cover လုပ်နေတာမကဘူးအဲ့နှစ်မှာကျွန်တော်တို့ရဲ့ retail sign ရောင်းလာတာ like 10%တော့ပို့ပြီးတက်လာတာတွေ့ရတယ်ဒီလိုမျိုး visualize ဖြစ်အောင်ပြောနိုင်ဖို့လိုပါတယ်ဆိုတော့မှတ်ထားပါအဲ့လိုမျိုးမေးခွန်းမေးခဲ့ပြီးပြဿနာတခုမလို့ဖြစ်ချင်းလို့မေးလာပြီဆိုရင် PAR technique ကိုမေးပါနဲ့ဆိုတော့ဒီလိုမျိုး tips တွေအတွက်ကျွန်တော်ရဲ့ channel လေးကို like and follow repost လုပ်ပေးထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်